ိုရိုင်းကိုသွင်းကိုရိုင်းကိုဖန်တီမှုတွေပြေလောက်ခဲ့ပြန်တဲ့ရော်နယ်ရီရဲ့တာမန်ရက်တဲ့ဘက်မင်္ဂလာပါမြောက်မန်ချက်စတာဖုတ်ဘောဆိုတာတင်ဆက်နေပါပြီမန်ချက်စတာယူနိုက်တက်ကန်ဝင်ခရစ်စတီယာနိုရော်နယ်ဒိုကတော့အခုတစ်ပတ်အတွင်းမှာသူ့ရဲ့ BS မော်ဂန်နဲ့အင်တာဗျူးကြောင့်သတင်းကောင်းကြီးပိုင်းမှာရက်တော်ကြာနေရယူနေခဲ့ပါပြီဒါပေမဲ့ဒီဘက် sorry broly ပွဲစဉ်မှာတော့ရော်နယ်ဒိုကသွင်းကိုရီကိုဖန်တီမှုတွေနဲ့သူ့ရဲ့ကန်ဝင်မြောက်ဘောလုံးဆွမ်းဆောင်ရည်ကိုပြတ်တာခဲ့ပြန်ပါလိမ့်ဒါကသူ့အတွက်ကတော့တာမန်လော်ရိုးလုံးစဉ်ရက်တဲ့ဘက်တစ်ခုပါပဲဘောကစားရင်49မိနစ်မှာပဲ penalty area ထိတ်ကနေရော်နယ်ဒိုရဲ့ free kick ပြင်းကန်သွင်းမှုက ပြန်ပြန်နောက်ခံလူနဲ့ထိပြီးတော့ပြန်ထွက်လာခဲ့ပါတယ်။အစိုးရလုံးကိုတင်းပေါ်အင်ဂျီလိုကအဆုံးသတ်ပြီးတော့ NSR အတွက်အဖွင့်ကိုတင်ယူခဲ့ပါတယ်။အဲဒီနောက်ပွဲကစားချိန်65မိနစ်မှာတော့ရော်နယ်ဒိုကလည်းပင်တွေကိုကိုယ်တိုင်အဆုံးသတ်ကိုတင်ပြီးတော့ထုံးစံတိုင်းဇူးလိုအောင်ပွဲခံပြခဲ့ပါတယ်။ဒီပွဲမှာရော်နယ်ဒိုထံကနေအသွင်းကိုနဲ့ဂိုးဖန်တီးမှုတွေအပြင်ထိတ်တန့်အဆင့်ဘောလုံးစကေးတွေကိုလည်းမြင်တွေ့ခဲ့ရပါသေးတယ်။ပွဲကစားချိန်25မိနစ်မှာတောင်းကန်ဘောကိုခေါင်းတိုက်သွင်းဖို့ကြိုးစားခဲ့ရမှာတော့ရော်နယ်ဒိုရဲ့ထိတ်တန့်အဆင့်ရွေးရှားမှုကိုမြင်တွေ့ခဲ့ရပါတယ်။ အလားတူပဲဒုတိယဂိုးကိုဖြစ်ပေါ်စေခဲ့တဲ့ free kick ကလည်းရော်နေရဲ့အန်အားသင့်ဖွယ်နောက်ပေါက်ပေးပို့မှုကနေအစင်ရရှိခဲ့တာဖြစ်ပါရီအခုဆိုရင်ရော်နေရဲ့ NSR အသင်းဟာဒီအာဒီ sorry pro league ၈ပွဲကစားပြီးချိန်မှာရမ24မှတ်နဲ့အမပေးစရာထိတ်ဆုံးမှရက်ဒီလျက်ရှိနေပါရီကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ